ဒီညမှာရှင်မြန်ကစားဖို့ရှိနေတဲ့တော်တင်ဟော့စ်ဘားနဲ့မန်ယူနိုက်တက်ပွဲစဉ်မှာဒီနှစ်သင်းဘယ်လိုပွဲထွက်လာနိုင်ပါသလဲ Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါဗျကိုခင်းစတာဖုတ်ဘောရှိုးအနေကြိုးစားပါရကျွန်တော်ကိုခမ်းပါဒီည9နာရီမှာရှင်မြန်ကစားမယ်စပါနဲ့မန်ယူနိုက်တက်တို့ရဲ့ပွဲကြီးပွဲကောင်းမှာဒီနှစ်သင်းပွဲထွက်လာနိုင်တဲ့ line နဲ့အခင်းချင်းကိုခမန်းသုံးသက်ဆွေးနွေးကြည့်အောင်ဗျာ ဘယ်ကစားသမားတွေပါဖို့မပါဖို့ရှိနေတယ်လဲအရင် ပြောပြကြပါမယ်။ယူနိုက်တက်ကတော့ရှင်းတယ်။လီဆန်ဒရိုမာတီနက်စ်မပါတာက လွဲရင်ကျန်တဲ့ကစားသမားတွေအားလုံးကပေါ်တော့ခွင့်တနေရာအတွက် မျောလင့်လို့ရတဲ့သဘောပါ။တိုးတော့ဟူဘင်အမော်ရင်ကတော့ပေါ်တော့ခွင့်ကစားသမားတွေကဒီ၁၁ယောက်အရင်ကစားသမားတွေကဒီ၁၁ယောက်ဆိုပြီး ခွဲခြားထားပြီးဖြစ်တဲ့အတွက်ကြောင့်ကစားသမားအစုံအလင်နဲ့ဒီပွဲစဉ်ကိုစကွတ်တက်ဖြစ်ဖြစ်နဲ့ ကစားဖို့အသင့်ရှိနေပါတယ်အဲ့တော့လီချာမပါဝင်နိုင်မှုကလည်းလက်ရှိအချိန်ပြဿနာထွေထူးထူးမရှိတော့ဘူးလူရှော့ကိုအတုံးပြုတ်နေတယ်လို့တခါလေကြားရင်လည်း heaven ကဝင်ပြီးတော့ကစားပေးပါတယ်အဲ့ဒါကြောင့်ဒီပွဲစဉ်မှာ United အနေနဲ့ squad ဖြစ်မှုအခြေအနေရတော့ Tottenham Hotspur အသင်းထက်ပိုပြီးအားကောင်းတာအမှန်ပါပဲ တော့စပားအကြောင်းကိုဒီဒံယာရကစားသမားပြဿနာနဲ့ပတ်သက်ပြီးအဓိကဆွေးနွေးရလိမ့်မယ်။ယူနိုက်တက်မှာအသိအထွေအထူးမရှိဘူး။စပားတော့အသင်းရဲ့အဓိကအထိုင်ကစားသမားတွေဒံယာနေတဲ့သူတွေရှိသလိုမပါဝင်နိုင်တဲ့ပါဝင်ဖို့မသေးချာဖြစ်နေတဲ့ကစားသမားတွေလည်းရှိပါတယ်။လုံးဝမပါဝင်နိုင်တဲ့သူတွေကတော့ James Madison, Kulusevski, Dragusin, Solanki, Bissouma, Bandevis, Kotataki, Archie Gray စတဲ့ကစားသမားတွေက လုံးဝကစားလို့မရပါဘူး။ဒဏ်ရာပြဿနာရရှိထားပါတယ်။ပါဖို့မပါဖို့မတိကြတဲ့ကစားသမားတွေထဲမှာဆိုရင်ကျွန်တော်ဘတ်ဗောကလည်းပါဖို့မပါဖို့မတိကြဘူး။ဒါအပြင် အသင်းရဲ့အဓိကကစားသမားလို့ပြောရမယ့်မဟာမတ်ကူဒက်စ်ကလည်းဒီပွဲပါဝင်ဖို့မတိကြသလိုဥဒိုဂီကလည်းဒီပွဲစဉ်အတွက်မတိကြဘူး။အဲ့ဒါကြောင့်တော်တင်ဟော့စပါအသင်းရဲ့တချို့ပွဲထွက်ကစားသမားတွေဒီပွဲစဉ်မတိကြမြေယာမှုနဲ့အတူယူနိုက်တက်အသင်းကိုစကွတ်တက် ဖြစ်ပုံချင်းရှင်းမယ်ဆိုရင်တော့အနည်းငယ်အားရော့စွာနဲ့ရှင်းကစားရမယ်သဘောမျိုးရှိပါတယ်။ဒါတော့တော်တင်ဟော့စပါအသင်းရဲ့နောက်ဆုံးရဒဏ်ရပြဿနာစီးရင်နဲ့ယူနိုက်တက်အသင်းရဲ့ဒဏ်ရကင်းစင်ပြုံးပျော်ရွှေ့နေတဲ့အခြေအနေကိုကျွန်တော် sharing လုပ်ပေးခဲ့တာပါ။ဟုတ်ပြီအဲ့တော့ကျွန်တော်နှစ်ဖက်အသင်း line နဲ့ကိုဆွေးနွေးကြည့်အောင်သုံးတိုင်းမယ်အနီကတော့ယူနိုက်တက်နော်အစိမ်းကတော့တော်တင်ဟော့စပါပဲဆိုပါစို့ဗျာ။အဲ့တော့စပါကတော့ဂိုးပေါက်တနေရာမှာ Vicario ကိုပို့ထုတ်ခွင့် ပေးလာပါမယ်အဲ့တော့ side back ကစားသမားတွေကတော့ရှင်းတယ်ပေါ်ရော right back မှာ ပုံမှန် product ခွင့်ရနေပြီးတော့ကျွန်တော် left back တနေရာမှာ Jaspers ပဲ product ခွင့်ရပါလိမ့်မယ်။ Udoki ကတော့ဂျာရက်က Copenhagen ကိုအနိုင်ရခဲ့တဲ့ Champion League ပွဲတွေမှာဝင်ကစားခဲ့ပေမယ့်ဒီပွဲတွေမှာပါဖို့ပါဖို့မတိကြဘူးဗျ။ Udoki ရဲ့ကြက်ခိုင်မှုဘိုင်းကိုလည်းကျွန်တော်တို့နည်းနည်းတော့မီးခွန်းထုတ်ချင်စရာကောင်းတယ်ပေါ့နော်။အရေးသွေးအများကြီးရှိတယ်အဲ့ Italy သား။ဒါပေမဲ့အဲ့ကြက်ခိုင်မှုဘိုင်း မပြည့်ဝတဲ့ပြဿနာသည်သူ့ကိုအတုံးပြုမှုအတွက်တော်ရင်ဟော့စ်ဘာခက်ခဲမှုတွေရှိပါတယ်။ Okay ကျွန်တော်အဲ့တော့ CB နှစ်နေရာမှာတော့ရှင်းတယ် Christian Romero နဲ့ Mickey Van Deven ကိုပွဲထွက်လာပါလိမ့်မယ်။အဲ့တော့ကွင်းလေအထိုင်တနေရာမှာအခုအချိန် Thomas Frank စိတ်ကြိုက်သုံးနေတဲ့ကစားသမား၂ယောက်ရှိတယ်ဗျ။ Joao Palinha နဲ့နောက်တစ်ယောက်ကတော့ Bandanga တို့ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီရှေ့က လေးရောက်ပေါ့နော်တစ်ချက်စဉ်းစားကြည့်ရမယ်။ Richard Leeson ကလည်းဒီပွဲစဉ်အတွက်ပါပွန်ပါပွန်မသေးကြသေးဘူးလို့ဒါစပူမိုးရဲ့ဖော်ပြချက်ထဲမှာကျွန်တော်တို့သိထားရတယ်။ပါရယ်ဆိုရင်တော့မှဘောတခွင့်တနေရာကိုထုတ်သုံးပါမလား။ Renan Colomuya တွေကိုပဲသုံးပြီးတော့ Richard Leeson ကိုအရန်ကုန်မှထိုင်ခိုင်းပြီးလူလူမှပေါ့နော်တကယ်လို့ viewer ပိုင်းကပြောင်းလဲမှုလူမှအသုံးပြုမလားဆိုတာတော့တစ်ချက်ကြည့်ရမယ်အဲ့တော့တိုက်စစ်စုဖွဲ့မှုဘိုင်းမှာလက်ရှိကစားသမားတွေနဲ့ပဲအဆင်ပြေအောင် Thomas Frank အနေနဲ့အသုံးချသွားဖို့ရှိတယ်ဆိုတော့ကျွန်တော်တို့မမ်မကူတဲ့ မတိကြတဲ့အခြေအနေကိုခဏဖေးဖယ်လိုက်ရအောင်အဓိကတုံးလာနိုင်တဲ့ပုံစံမျိုးမှဆိုရင်ဇာဗီဆိုင်မွန်စ်ကိုအထဲတဲကိုထည့်သုံးလို့ရတယ်တစ်ဖက် left wing မှာကတော့အိုရိုဘတ်ကိုသုံးလို့ရတယ် right wing မှာ Brandon Johnson သုံးလို့ရတယ်တကယ်လို့မမ်မကူဒက်စ်ကစားနိုင်တယ်ဆိုရင်လည်း Brandon Johnson နေရာမှာမမ်မကူဒက်စ်ထည့်လို့ရပါတယ်အထဲတဲကိုတော့တနည်းအားဖြင့် number 10နေရာကိုတော့ကျွန်တော်က ဇာဗီဆိုင်မွန်စ်ဝင်ဆော့တာပို့ပြီးတော့ကောင်းမလားလို့တော့ထင်ပါတယ်ခင်ဗျအဲ့တော့မဟာမတ်ကူရက်စ်ကတော့ဝင်ဆော့နိုင်ခြင်းရှိတယ်လို့ဝင်မဆော့နိုင်ခြင်းလည်းရှိတယ်တကယ်လို့သူဝင်မဆော့ဘူးဆိုတော့ဘရန်ဒန်ဂျွန်ဆန်နဲ့အိုရူဘတ်တို့ကိုဝင်းနေမှာထုတ်ပြီးသုံးလာနိုင်ပါတယ်အဲ့တော့ကျွန်တော်အထောင်တိုက်စစ်တနေရာမှာတော့ရန်ဒန်ကိုလိုမူရာတွေကိုပဲပေါ်တခွင့်တနေရာမှာအသုံးပြုခွင့်ပေးသွားနိုင်တယ်လို့တော့ကျွန်တော်ထင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ညီကိုတွေမိတ်ဆက်ပေးချင်တာလေးတစ်ခုရှိပါတယ် ဘောလုံးပွဲတွေကစားခြင်းတယ်ဆိုရင်စူပါစီနီယာဘေဘော့စီမှာအိုင်ဘက်ခွန်ရှိကူ၅လုံးမဲမောင်း၅၆တို့ကိုမမာသေးအပူစုကြီးများစွာနဲ့ယုံကြည်စွာကျွန်တော်ညီကိုတွေကစားလို့ရတယ်အသေးသေးသိခြင်းတယ်ဆိုရင်တော့ဘဘဒမတ်၃ညာကို89ခွန်69ကို440မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်ကဲတစ်ဖက် United ကိုကျွန်တော် switch လိုက်ရအောင်ဗျာနော် United မှာ လီချာရဲ့ဒဏ်ရာပြဿနာရပြီးနောက်ပိုင်းစက်ခိုင်မှုမပြေလို့နီးပြမတုံးတာကလွဲရင်ဂျန်နာကတော့ EC ပဲ โอเคအဲ့တော့ဂိုးသမားတနည်းကလမ်မန်စ်ပဲပေါ်ထွက်လာမှာပါလမ်မန်စ်ကတော့တေဂျာဘောက်ယူနိုက်တက်ရဲ့ဂိုးသမားတနည်းကိုရရှိသွားခဲ့ပါပြီအန်ဒရေးအိုနာနာယူနိုက်တက်ကိုပြန်လာဖို့မတိကြသလို LDB နာလည်းဘာမှမသိပါဘူးအဲ့တော့ဘီနာကိုဒုတိယဥသာပေးဂိုးသမားအနေနဲ့သုံးမလားဒါမှမဟုတ်ရောင်းထုတ်ပြီးတော့နောက်ထပ်ဒုတိယဥသာပေးဂိုးသမားတယောက်ကိုခေါ်မလားတော့တစ်ချက်ကြည့်ရမယ် လက်တလောအချိန်မှာလမ်းမန်းစ်ကတော့ပျော်ပျော်ဆိုဆိုအတီငိမ့်ဆုံးကိုးသမားဖြစ်နေတယ်။သို့ပေမဲ့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရအောင်မယ်။ဒီဘောလုံးရသည်ပြီးတဲ့အခါကျရင်လမ်းမန်းစ်ကဘယ်လိုကိုးသမားမျိုးဖြစ်လာနိုင်သလဲပေါ့နော်။အဲ့ United ရဲ့ဂိုးပေါက်တနေရာကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒါဘာသက်စ်နောက်ပြီးတော့ကျွန်တော်ဖန်နာဆာရှိမယ်။အဲ့နောက်မှာဒေးဗစ်ဒဟဲရရရှိမယ်။ခြားထဲမှာဂျိုချာဂျိုချာဖမ်းခဲ့တဲ့ကိုးသမားတချို့တော့ရှိမယ်။တင်ဟောဝဲလ်ဒူနော်ကာရူးရရှိမယ်ဗျာ။သို့တော်လည်းဂိုးပေါက်တနေရာအတွက်တော့ United ကဂိုးသမားကောင်းနေရလေရထရှိတယ်။ ဂျားထဲမှာတော့ကြောင်တွေတော့ဖြစ်ဖြစ်သွားတာတွေတော့ရှိပါတယ်ဒါပေမဲ့အစင်လာလေးတော့ရှိတယ်ဗောနော်အဲ့ဒါကြောင့် lemons ကတော့ပျော့ပျော့ဆို United ရဲ့အနာဂတ်ကုသမာဖြစ်လာနိုင်တယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ကျွန်တော်နောက်ထပ်3ယောက်ကလည်း United မှာရှင်းပါတယ်လက်ရှိချိန် ဟူဗင်အမော်ရီအကြိုက်ဆုံးဖြစ်နေတဲ့မာသီးယပ်စတလေ CCB RCB လီနီရိုနဲ့ SCB လူရှောရိုကိုအသုံးပြုလာနိုင်တယ်။တခုတော့ရှိတယ်ပြီးခဲ့တဲ့တပတ်ပွဲစဉ်မှာတော့ Northern Forest နဲ့ပွဲပေါ့နော်လီနီရိုရဲ့ဆွမ်းဆောင်ရေးပိုင်းလူအပ်ချက်ရှိခဲ့တဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာခဏလေးထိန်ချန်ထားပြီးတော့ကောင်းကြီးကို CCB သုံးပြီးဒလစ်ကို RCB ပုံစံနဲ့သုံးလာနိုင်တယ်။ SCB မှာတော့ တော်လူလျှောပဲပုံမှန်ပေါ်တော့ခွေရမှာပါအဲ့တော့အထိုင်ကလည်းလက်ရှိအချိန်မှာရှင်းနေကက်စမဲရိုနဲ့ဘရူနိုဖာနန်ရှ်တို့ပဲထိုင်မှာပါဝင်းဘတ်ကစားသမားတွေဖြစ် right ဝင်းဘတ်မှာအာမဒီယာလိုပုံမှန်ပေါ်တော့ခွေရနေပြီးတော့ဒီဘက်မှာဘရိုင်ယန်အန်ဘူမိုနဲ့အာမဒီယာလိုနှစ်ယောက်ရဲ့လှုပ်အားနှုန်းနားလည်မှုစွမ်းရည်ဟာတော်တော်အားကောင်းလာတယ် အဲ့တော့ဒီ left back တနေရာမှာဒီအကိုဓာတ်လို့နဲ့မာတီးရဲ့စကူးညာအကောင်းဖို့ပဲလူတော့တယ်ကျွန်တော်ယူနိုက်တက်ရဲ့ site ကိုနှစ်ချမ်းချမ်းကြည့်လိုက် right side နဲ့ left side မှာဆိုရင် right side ကပရိသတ်ကိုပို့ပြီးတော့ရင်ခုန်ဇီယာကောင်းစေတယ်ဗျာအမ်ဘူးမိုးနဲ့ဒီအမဒီယာလူနှစ်ယောက်လုံးကဒါ African တွေဖြစ်တယ်နှစ်ယောက်လုံးဒီနားလည်မှုရှိရှိနဲ့အတိုင်ဖောက်ညီညီအတွဲအဖက်ညီညီကစားနိုင်တယ်ဒါပရိသတ်ကိုရင်ခုန်မှုပြေးပေးနိုင်တယ်เนาะ site တစ်ချမ်းတော်တော်ဒီဘက် site ကြတော့ မာတီးစ်ကူညာတယောက်တည်းစော့တယ်ဗျနော်တစ်ဖက်ကဒေါကူနဲ့တွဲလိုက်ရင်ပို့ပြီးတော့ပြဿနာရှိကွာဒေါကူက vision နဲတာကိုအဲ့တို့ကြောင့်ဒါလူကိုနောက်ပိုင်းပွဲထုတ်နေရလို့ထင်တယ်အဲ့တို့ကြောင့်ဒီပွဲစဉ်မှာလည်းဝင်းဘတ်တွေမှာအမဒီယာလိုဒါလူမာတီးစ်ကူညာနဲ့တစ်ဖက်က Brian Ambumo ပဲအသုံးပြုလာမှာပါအဲ့တော့ကျွန်တော်စဉ်းစားမှာရှေ့ကနံပါတ်9နေရာနံပါတ်9နေရာတော့ Huben Amorin ရွေးချယ်စရာနှစ်မျိုးရှိတယ်လက်ရှိတုံးနေတဲ့ ဘန်ဂျမင်ရှက်ကိုပဲသုံးမလားဒါမှမဟုတ်ရင်အလေကစားသမားတွေအတွက်ပို့ပြီးတော့အထောက်အကူဖြစ်စေမယ်မေ့စ်ကိုသုံးမလားပေါ့အဲ့တော့မေ့စ်ကိုထည့်လိုက်ရင်တော့မေ့စ်က deep line forward ပုံစံမျိုးဝင်ပေးတယ်ဒီခါလေးကြာရင်လည်းသူကဒီနားထိရောက်ပြီးမာသီယက်စကူညာဒီထဲဝင်တဲ့ပုံစံမျိုးလေးရရှိတယ် position နဲ့ rotation အရာပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့နီးပြစိတ်ကြိုက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အတိအကျတော့ပြောလို့မရအောင်ပေါ့နော်ဒါပေမဲ့ဒီပွဲစဉ်မှာကျွန်တော်ကတော့မေ့စ်ကိုပွဲထုတ်လာနိုင်တယ်လို့ယူဆမိပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ ဒီည9နာရီမှာရှင်ပြိုင်ကစားမယ် United နဲ့ Tottenham Hotspur ပွဲစဉ်မှာဒီနှစ်သင်းပွဲထွက်လာနိုင်တဲ့ line နဲ့အခင်းချင်းကိုသုံးသပ်ခံမှန်းဆွေးနွေးကြတာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။